သွားကြိုက်နေရင်ဆရာဘာလို့သွားမနှုတ်ပေလဲရောင်ရမ်းတယ်ဆိုရင်တချို့အခြေအနေမှာကျွန်တော်တို့ကပီတယ်တာမျိုးရှိတတ်တယ်ဒါအိမ်သွင်းပေါ့အလွယ်တကူအမြန်လုပ်လို့ရတယ်နီးပေါ့နော်ကြိုက်နေတဲ့အချိန်နှုတ်ရင်တော့နာနိုင်တာနာနိုင်တယ်အဲတချို့အကြောင်းတိုက်ဆိုင်ပြီးမနာတာမျိုးလည်းရှိနိုင်တယ်မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဘလော့ကနေပြီးတော့နေ့စဉ်မနက်9:00နာရီကနေစပြီးတော့ တွားနဲ့ဂရင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးဘူးသူဒါတွေအထွေထွေကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးသူဒါတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူးသူဒါတွေကိုနေ့စဉ်မျှဝေပေးနေရပါဒီနေ့ကတော့ကျွန်တော်စေခမ်းမှာပေါ့နော်အဲလူနာတွေလလားရည်နေကြတဲ့မိခွန်းလေးပေါ့အဲ့လားလေးကိုပြောပြပေးပါမယ်ဘာမေးလဲဆိုတော့လူနာတွေကตั้วไก่နေရင်ဆရာဘာလို့ตั้วမနှုတ်ပေးလဲตั้วไก่နေရင်ဘာကြောက်ဆရာตั้วမနှုတ်တာလဲဆိုတော့ ်မိကုံးလေးကိုဒီနေ့ဒီမှာဖြေးပေးပါမယ်အဲ့တော့ကျွန်တော်တို့ကသွားကြိုက်ရင်ဘာကြောက်သွားနှုတ်ပေးလို့မရတာလေဘာကြောက်သွားနှုတ်ပေးလို့မရတာလေဒါလေးကိုကျွန်တော်ဒီနေ့ပြောပြပါမယ်အဲ့တော့ဒီအကြောင်းလေးကိုကျွန်တော်တို့ကအရင်ဒါကျွန်တော်တို့လည်းဟိုလူဟိုပေါ့လူနာအရန်ကြိုက်နေတဲ့အချိန်ကျွန်တော်တို့ဒါနှုတ်ပေးခဲ့ဘူးလေပေါ့နော် အဲအဲ့ကနေအသေးအကျုံရတာဗောနော theory မှာအစတည်းကကျွန်တော်တို့ပြောထားပြီးသားဒီသွားကြိုက်နေရင်အရန်ကြီးရောင်ရမ်းနေရင်ဘယ်တော့မှသွားမနှုတ်ရဘူးအဲသွားကြိုက်လို့နှုတ်ရင်ဗာပြဿနာကြီးရှိနိုင်တယ်ဗောအဲ့တော့နံပါတ်၁အချက်အနေနဲ့ကကျွန်တော်တို့ကထုံစည်းပိုင်းလေးတွေပြဿနာရှိတယ်ထုံစည်းအကြောင်းလည်းကျွန်တော်နောက်ဗီဒီယိုဒီမှာထပ်ပြီးတော့အသေးစိတ်ထပ်ပြောပေးရုံပဲအဲ့တော့ထုံစည်းကိုကျွန်တော်တို့ကအကြမ်းမြင်းဗာပဲမှတ်ထားမှာဆိုတော့အေကာလီလို့ကျွန်တော်တို့အကြမ်းမြင်းမှတ်ထားဗောနော်အေကာလီဓာတ်ရှိတယ်ထုံစည်းမှာအဲ့တော့ကျွန်တော်တို့ရဲ့ဒီ ဒီလူရဲ့ခန္ဓာကိုဖြစ်စဉ် process ပေါ့အဲကျွန်တော်ရောင်ရမ်းပြီးဆိုရင်အရင်ဆုံးပါဖြစ်လဲဆိုတော့ acid condition တွေဖြစ်နေတာတကယ်ပြောရရင်တော့ acid condition တွေများနေတာအဲ့တော့ဒီအကျဲမြင့်မဲ့စဉ်းစားလိုက် normal မှာဆိုရင်ကျွန်တော်တို့ acid နဲ့ alkali နဲ့တွေ့ရင်ဘာဖြစ်မလဲ normal pH ကိုပြန်ရောက်မယ်ဒါထုံးစံမယ်အဲ့တော့ acid တက်များနေရင်ကျွန်တော်တို့ alkali ကအလိုလိုနည်းသွားသလိုဖြစ်သွားမှာပဲ alkali များရင် acid ကအလိုလို နည်းတယ်လို့ဖြစ်သွားမှာပဲဒီတဘောပဲအဲ့တော့ဒီမှာကျွန်တော်တို့ဒီနှုတ်တဲ့ဒီပေါ့ဟိုသွားကြိုက်တဲ့အနေထားပေါ့သွားကြိုက်တဲ့အနေထားမှာဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားပြီလဲဆိုတော့ဒီကျွန်တော်ဥပမာဒီနေရာကြိုက်တယ်ထားပါတော့ဥပမာဒီပေါ့ဒီဟာနဲ့တစ်ချက်ပြလိုက်မယ်နော်ဒီနေရာဥပမာကြိုက်သွားပြီဒီသွားမှာကျွန်တော်တို့ကဒီမှာကြိုက်သွားပြီဒီမှာကြိုက်နေပြီရောင်ရမ်းနေပြီ information ဟို infection ဝင်နေပြီပိုးဝင်နေပြီရောင်ရမ်းနေပြီကြိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ အယိုးဒီပတ်ဝန်းကျင်ဒီရက်သွားရဲ့ပတ်ဝန်းကျင်မှာ acid ဓာတ်တွေအရင်များနေပြီ acid ဓာတ်များလို့ရောင်ရမ်းတာဒီတဘောပဲအဲ့တော့ကျွန်တော်တို့ရဲ့ဒီဥမာနှုတ်မယ်ကဲထားပါတော့ထုံစီပြီးပြီဆိုရင်ကျွန်တော်တို့ဒီ acid ဓာတ်များနေတာကိုကာဖို့အတွက်ကိုကျွန်တော်တို့ကထုံစီကိုမလုပ်ရမလဲပူပြီးပေးရမယ်ဥမာသူများကထုံစီတစ်ထောက်ဆိုရင်သူက2တောက်3တောက်လောက်ထုံစီထိုးရတာမျိုးဖြစ်မယ်အဲ့တော့ ကျွန်တော်ဒီကြိုက်နေတဲ့အနေထားကိုကျွန်တော်တို့ဖူးလုံအောင်ထုံသေးကိုအများကြီးပေးလိုက်ရပြီအများကြီးပေးလိုက်ရပြီအများကြီးပေးလိုက်ရပြီဆိုရင်တခုတော့အာတာပါနှုတ်လို့တော့ရသွားတယ်နှုတ်လို့တော့ရသွားတယ်ဒါပေမဲ့နောက်ဆက်သွဲပြဿနာကဒီကျွန်တော်တို့နှုတ်ပြီးရင်ပုံမှန်ဆိုရင် acid ဓာတ်ပြန်ထွက်လာရတယ်ဒါထုံးစံမယ်ဒီမှာပြဿနာကကျွန်တော်တို့ကထုံသေးကိုအများကြီးထိုးထားရပြီ ုံသေးအများကြီးထိုးထားရတဲ့အတွက်အေကာလီဓာတ်တွေအများများနေပြီအေကာလီဓာတ်တွေအများများနေပြီအဲ့တော့အေကာလီဓာတ်တွေအများများနေပြီဆိုရင်နှုတ်ပြီးရင် acid တက်ပြန်ထွက်လာတာကိုအေကာလီဓာတ်ကပိုများသွားတဲ့အတွက်ပြဿနာဘာပြဿနာတက်လဲဆိုတော့အနာမကျက်တဲ့ပြဿနာ ဖြစ်တတ်တယ်နှုတ်ပြီးမှကြိုက်တဲ့ပြဿနာဖြစ်တတ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်က acid တက်ထွက်တာဘာအကြောင်းရင်းကြောင့် acid တက်ပြန်ထွက်ရလဲဆိုတော့ acid တက်ပြန်ထွက်မှကျွန်တော်တို့ကအနာပြန်ကျက်တာတကယ်ပြောရရင် အဲ့တော့ကျွန်တော်တို့ဒီအခုနှုတ်တဲ့ဒီဟိုမှာအရန်ကြိုက်လို့နှုတ်လိုက်တဲ့လူနာတွေမှာကျွန်တော်တို့ထုံသေးတွေအများကြီးပြစ်ပေးလိုက်ရပြီပေးလိုက်ပြီဆိုရင်နှုတ်ပြီးမှကျွန်တော်တို့ကအနာမကျက်တာတွေနှုတ်ပြီးပြီးချင်းကိုအရန်နာတဲ့လူတော့ကျွန်တော်တွေ့ဘူးလေအန်ဒါမျိုးပေါ့ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်တယ်လဲဆိုတော့ဟိုအလုရှုပ်တာပေါ့ဒီရဲ့ရောင်ရမ်းတာကိုကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့နှုတ်ပြီးမတက်တာတဲ့အပြင်ဒီရောင်ရမ်းတဲ့ပြဿနာနောက်ဆက်သွဲပြဿနာကိုကျွန်တော်တို့ကပြန်ကူရတယ်အဲ့တော့လူနာကနှစ်ခါပင်မန်းတာ ဒီတဘောပဲဒါကတော့ကျွန်တော်တို့ကဒီထုံသေးပိုင်းဆိုင်ရာမှာပြဿနာရှိတာဗောနော်နောက်တဲ့ပြဿနာတစ်ခုကကျွန်တော်တို့ကဒီရောင်ရမ်းသွားပြီဆိုရင်နှုတ်ရတာကျွန်တော်ထုံသေးဘလောက်ပောက်ထားပောက်ထားထုံသေးဘလောက်ပေးထားပေးထားတစ်ခါလေကြာရင်ဒီကျွန်တော်တို့ဒီနှုတ်တဲ့အချိန်မှာနာရာမျိုးရှိနိုင်တယ်နာရာမျိုးရှိနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ ဒီကျွန်တော်တို့ဟို elevator လို့ခေါ်တယ်ကျွန်တော်တကယ်တော့ဟို elevator ကျွန်တော်ပုံမှန်ဆိုရင်သွားမှာကျွန်တော်ဒီသွားလေးတွေကိုကျွန်တော်တို့က levic ဆိုတာအရင်လေးဖြည်းဖြည်းချင်းနှဲ့ပြီးမှကျွန်တော်တို့ကနှုတ်တာများတယ်အဲတခါတည်းကျွန်တော်တို့ဒီဟို player တန်းကင်ပြီးနှုတ်တာမျိုးဟိုရှိရရှိတယ်တချို့ကိတွေတချို့တော်တော်များများတော့ကျွန်တော်တို့က elevator လို့ခေါ်ရဲသွားလေးကို levic လုပ်ပြီးမှ levic ဆိုတာနှဲ့အောင်လုပ်ပြီးမှအတားလေးထုတ်ရတာအဲ့တော့အဲ့ဒီ condition တွေအကုန်လုံးကိုလောက်ရတာ ဘာဖြစ်သွားလဲဆိုတော့ခက်ခဲတယ်ပြီးတော့သွားကပို့ပြီးတော့နှုတ်တဲ့အချိန်မှာပို့ခက်တယ်ဘာဖြစ်လို့ဆိုတော့ရောင်နေလို့ဟုတ်ပြီနော်အဲ့တော့ဒီနှစ်ချက်ကအဓိကပဲကျွန်တော်တို့ကအဓိကကကျွန်တော်ထုံသေးမတိုးတဲ့ပြဿနာထုံသေးမတိုးတဲ့ပြဿနာပြီးတော့ဒီဟိုရောင်ရမ်းတဲ့အတွက်သွားကနှုတ်ကတာပို့ခက်တယ်ဟုတ်ပြီနော်အဲ့ဒီနှစ်ချက်ကအဓိကပဲအဲ့တော့ဒီကနေတော့ဘာဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်တို့နှုတ်လို့ရသွားရင်တော့မှ high risk or ကျွန်တော်တို့ complication များတယ် complication များတယ်ဆိုတော့ ကျွန်တော်အခန့်မသိရင်မျက်နှာယောင်သွားတာမျိုးနှုတ်လိုက်မှအခန့်မသိရင်အရန်ကြီးကြိုက်လာတာမျိုးဒါမျိုးတွေဖြစ်သွားနိုင်တယ်အဲ့တော့ဒါကကျွန်တော်တို့ကဒီသွားနှုတ်တင်သွားကြိုက်တဲ့အချိန်သွားနှုတ်ရင်ဖြစ်နိုင်တဲ့ပြဿနာတွေပေါ့ potential complication တွေအဲ့တော့ကျွန်တော်အရင်ကဒါဒါဒါ theory အရာတကောစထဲကကျွန်တော်တို့ဒီရောင်ရမ်းနေတဲ့အချိန်မလုပ်ရဘူးလို့ကျွန်တော်တို့ဒီစာထဲမှာပြောထားပြီးသားဒါပေမဲ့အရင်တော့ကလူနာတွေပေါ်မှာကျွန်တော်တို့ အရန်ကြိုက်လို့ဒါဒါအာနာနာနဲ့နှုတ်ဖေးရခဲ့တာလည်းရှိတယ်ဒါပေမဲ့တချို့ကိတွေမှာတော်တော်ဆိုးဆိုးဖြစ်တာမျိုးလည်းရှိတယ်တချို့ကိကြတော့လုံးဝဒီနာတာပျောက်သွားတာမျိုးလည်းရှိတယ်ဥပမာနဲ့နေတာမျိုးဆိုရင်တော့အရန်ကြိုက်လို့မှအရန်နဲ့ပြီးကြိုက်နေတာမျိုးဆိုရင်တော့တမျိုးပေါ့ဒါဆိုရင်တော့နဲ့နေနှုတ်လိုက်ရင်ဒါတော့တက်တာသွားတာမျိုးရှိတယ်ဒါပေမဲ့တစ်ခါတလေအရန်နဲ့ပြီးနှုတ်တာတော့မှတစ်ခါတလေနှုတ်ပြီးတဲ့အချိန်မှာချက်ချင်းနာတာမျိုးရှိတတ်တယ်အဲကြရင်တော့ကျွန်တော်တို့ကဟိုချက်ချင်းကျွန်တော်တို့အားကျန်ဘာလုပ်ရလဲဆိုတော့ ိုကျွန်တော်တို့ဒီကြိုက်တာကို manage တေချာလုပ်ပေးရတယ်အဲဒါမျိုးတွေပေါ့နော်ဒါကတော့ကျွန်တော်တို့အတွေ့အကြုံရှိွားပြီးမှကျွန်တော်တို့ကဒီဒီယာကြီးကိုလုံးလို့မရဘူးဆိုတာသိတာပေါ့နော်ပို့ပြီးတော့တေချာွားတာ theory ကပို့ပြီးခိုင်မာွားတာအဲ့တော့အကောင်းဆုံးကတော့ဒီသွားကြိုက်တဲ့အချိန်လုံးဝမနှုတ်တာအကောင်းဆုံးပဲဖေးလေးတေချာတော့ဒါပြီးမှကျွန်တော်တို့နှုတ်တာအကောင်းဆုံးပဲเนาะအဲ့တော့ကျွန်တော်တို့ကဘလို့ manage လုပ်မလဲပေါ့ဖြစ်လာရင်ကဲကဲခုနကတော့ကျွန်တော်တို့ ဟိုအခုဖြစ်ဟိုပေါ့ကျွန်တော်တို့ဒီဖြစ်နိုင်တဲ့အကြောင်းပေါ့နော်ဒါကြောင့်ဖြစ်တယ်ဆိုတာပြောထားပြီးပြီဆိုတော့ကျွန်တော်တို့ကအဲ့လိုဖြစ်ရင်ဘယ်လိုလုပ်မှာလဲဘယ်လိုလုပ်မှာလဲဒီလိုလိုသွားရမ်းကြိုက်နေဆရာအဲ့လိုဆရာဘယ်လိုလုပ်ပြီးမှာလဲပေါ့နော်အဲ့တော့စီကမ်းမှာဆိုရင်ကျွန်တော်တို့လုပ်သိရှိတာကသူ့ရဲ့အနေထားတော့ကြည့်ရတာပေါ့အဲတချို့အရန်ရောင်ရမ်းနေသွားတော့ကျွန်တော်တို့ကပိုးစားတယ်အရန်ရောင်ရမ်းနေရောင်ရမ်းနေဆိုရင်တချို့အခြေအနေမှာကျွန်တော်တို့ကပီတယ်တာမျိုးရှိတတ်တယ်ပီတယ်ရာမျိုးဆိုကျွန်တော်တို့ကသွားလေးကိုအပေါက်ဖောက်ပြီးကျွန်တော်တို့ကချိန်ပါ open နေလို့ခေါ်တယ်တကယ်ပြောရရင်ကျွန်တော်တို့ဒီ ီတွားရဲ့ဒီအခုဒီအလုံးပိတ်နေတဲ့ဟာကိုကျွန်တော်တို့ဖြန့်ချပြီးတော့ပီတွေကိုပေးဆင်းလိုက်တာ drainage ပေးလုပ်လိုက်တာအဲ drainage ပေးလုပ်တယ်ပြီးရင်ကျွန်တော်တို့အကြိုက်ကဲပြောက်စီပိုးသက်စီအယောင်ကျစီပေါ့ဒါလေးတွေကိုကျွန်တော်တို့ကတပတ်၅ရက်တပတ် on ပေးရတယ် on ပြီးမှတေးချပြီးဆိုမှကျွန်တော်တို့ဒီဟိုသူ့အဆင့်ကိုထပ်လောက်ရတာပေါ့နော်တွားနှုတ်တာဖြစ်ဖြစ်အကျောတက်တာဖြစ်ဖြစ်တစ်ခုထပ်လောက်ရတာပေါ့အဲတချို့ကြတော့လေဒီတိုင်းကျွန်တော်တို့တွေးပြီး okay တယ်ဆိုတာနဲ့ကျွန်တော်တို့မလုပ်လဲဆိုတော့စေးရင် on လိုက်တယ် ခုနလိုပဲဆေးရ3ရက်ဒါမှမဟုတ်5ရက်ဒါမှမဟုတ်9ရက်ပေါ့အချိန်ဒီပေါ်တော့မူတည်တယ်ဒါတွေ on ပြီးမှကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ waiting for ကျွန်တော်တို့ treatment ပေါ့ဒီ relief ပေါ့နော်ပျောက်သွားအောင်အရင်စောက်တယ်စောက်ပြီးမှကျွန်တော်တို့ကဘာလုပ်လဲဆိုတော့9ရက်ဒါမှမဟုတ်3ရက်ဒါမှမဟုတ်5ရက်ဒါမှမဟုတ်9ရက်ဒါကိုစောက်တယ်စောက်ပြီးမှကျွန်တော်တို့ကနှုတ်မလားအကြောတက်မလားပြန်ပြီးရွေးချယ်ပေါ့အချိန်တွေကိုကြည့်တယ်ပေါ့နော်အဲတချို့အနေထားကကျွန်တော်တို့အကြောတက်ကယ်လို့ရတာလည်းရှိတယ်အဲတချို့အနေထားတော့တွားကဆူဆူဝါးဝါး ပျက်စီးသွားရင်တော့ကျွန်တော်တို့နှုတ်ရတာမျိုးထိရှိနိုင်တယ်ဒါကတော့ကျွန်တော်တို့ကဖြည့်ရင်ဘယ်လိုလုပ်ရမလဲဆိုတော့အခြေအနေပေါ့တကယ်ကကျွန်တော်ကဘာလဲဆိုတော့တကယ်တော့တကယ်တော့ဟိုကျွန်တော်တို့ဘာနဲ့သွားညီလဲဆိုတော့333လူးကတုံးတုံးလုံးဟူကျွန်တော်အရင်ဗီဒီယိုမှာတစ်ခေါက်ပြောတော့ပြောပြမယ်အဲ့တော့တုံးတုံးလုံးဟူကတကယ်ကတော့ကျွန်တော်ကိုက်ပြီဆိုရင်စေး3ချိန်3ချိန်တောက်တယ်ပြီးရင်ကျွန်တော်တို့ကိုးကွန်ပလက်ရေခဲအိတ်ဖြစ်ဖြစ်ကျွန်တော်တို့ရစားရည်နွေးနွေးဖြစ်ဖြစ်ကျွန်တော်တို့တနေ့ကို3ချိန် ငုံမာလုပ်လို့ရတယ်ဒါမှမဟုတ်ကိုကွန်ပက်ဆိုရင်တော့ကျွန်တော်တို့ကရေခဲအိတ်ကတ်တာလုပ်လို့ရတယ်နောက်တစ်ခုက3မိနစ်အနည်းဆုံးလုပ်ပြီးရမယ်ဆိုပြီးတော့ကျွန်တော်ဟိုအရှိဗီဒီယိုမှာပြောရပြောဘူးလေဒါပေမဲ့ဒီ3 3လုံးဘူးလေးရလဲအသုံးဝင်တယ်ဒါကတော့ကျွန်တော်တို့ကအရေးပေါ်ဖြစ်ပြီဆိုရင်ဒီနည်းတွေလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကအရေးပေါ် prevention အနေနဲ့ဘယ်လိုကာကွယ်ကြမလဲပေါ့အရန်ကျွန်တော်မကိုက်အောင်ဘယ်လိုကာကွယ်ကြမလဲဘယ်လိုကာကွယ်ကြမလဲဘယ်လိုကာကွယ်ကြမလဲဆိုတော့အဓိကအရန်မကိုက်အောင်ကာကွယ်ဖို့ကကျွန်တော်က oral hygiene inspection ကအရေးကြီးတယ်အဓိကကျွန်တော်တို့ကသွားသွားကကျွန်တော်တို့သွားတိုက်တာဂယူဆိုင်မယ်သွားကျန်းမာရေးပေါ့အဓိကတော့ green tension ဂယူဆိုင်တာမှာကျွန်တော်တို့ကသွားပိုးမစားအောင်ဆိုရင်သွားတိုက်တာပါတယ်ပြီးရင်ကျွန်တော်တို့ floss သွားဖို့ကြိုးသုံးတာပါတယ်ပြီးရင်ကျွန်တော်တို့စားရည်နွေးနွေးဖြစ်ဖြစ် green tension ဆီဖြစ်ဖြစ်ငုံတာပါတယ်ဒါကတော့ကျွန်တော်တို့က green tension ဂယူဆိုင်ပြီးရင်တော့သွားပိုးစားတာမဖြစ်တော့ဘူးပေါ့နော်ပြီးတော့ regular တန်းနဲ့ check up ကို6လတစ်ချိန်လုပ်ပေးရမယ်ဒါကတော့ကြိုက်တာစိုးစိုးဝါဝါမဖြစ်အောင်ကာကွယ်တဲ့နီးလန်းပေါ့နော်နီးလန်းပေါ့အဲ့တော့အရေးပေါ်ကဲဖြစ်လာခဲ့ပြီဖြစ်လာခဲ့ပြီဆရာဝန်နေနဲ့လည်းအနီးနားမှာမရှိဘူးခီးသွားလို့ပဲဖြစ်နေမှာပဲဖြစ်ဖြစ်ဟိုအရေးပေါ်အိမ်တွင်းဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲအရေးပေါ်ဖြစ်ခဲ့ရင်ဒါရောင်ရမ်းတာအရန်စိုးစိုးဝါဝါရောင်ရမ်းတာအရန်ကြိုက်လာတာ ဒါမျိုးဆိုဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲဆိုတော့နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့ကဖြစ်ပြီဆိုရင်ကျွန်တော်တို့တောက်ဆေးတောက်ရတာမျိုးရှိတတ်တယ်အနေဆုံးတော့ကျွန်တော်တို့ကအကြိုက်ခဲပြောက်ဆေးတောက်လို့ရတယ်အဲကျွန်တော်ပိုးသက်ဆေးလေးထည့်လို့ရမယ်အယောင်ကျဆေးလေးထည့်လို့ရတယ်ဒါကိုတစ်နေ့၃ချိန်၅ရက်ကနေတစ်ပတ်အတွင်းတောက်ရင်ဒါလောလောဆယ်ရှောင်ရမ်းတာကိုတတ်တအောင်လုပ်လို့ရတယ်ဒါအိမ်သွင်းပေါ့အလွယ်တကူအမြန်လုပ်လို့ရတဲ့နီးပေါ့နော်။အော်ပြီးတော့ကျွန်တော်တို့စားရည်နွနွေလေးတေချာငုံပေးရမယ်။ တနေ့ကို3ချိန်နဲ့5ရက်တစ်ပတ်သေချာငုံပေးရမယ်နောက်ထပ်တစ်ခုကကျွန်တော်တို့က core complex လို့ခေါ်တဲ့ရေခဲအိတ်လေးရောင်တဲ့ဘက်ကိုကက်ကက်ပေးရမယ်ပြီးရင်အညောရှောင်ရမယ်အဲ့အညောရှောင်ဖို့ကိစ္စရတယ်တော်တော်ကြီးတော့ပြောရတယ်ပြောရတယ်ဆိုတော့ကျွန်တော်တို့သွားနှုတ်ပြီးရင်တော်တော်များများအညောမရှောင်ချင်ကြဘူးအညောမရှောင်ချင်ကြဘူးပေါ့နော်သူချက်ရမယ်အာတချို့တို့ရှိဘူးလေသွားနှုတ်အာသွားနှုတ်ကဆရာကျမဟိုကျမမချက်လို့မရဘူးပေါ့နော် ိုတကယ်ကတော့ကျွန်တော်တို့ကအညော်အညော်မဟုတ်ပဲနဲ့တခြားချက်နည်းတွေတော့ရှိတယ်အဓိကတော့အညော်မမိအောင်ဂရုစမ်းရမယ်သွားနှုတ်တယ်ဆိုတာကျွန်တော်သွားနှုတ်တာဒီရောင်ရမ်းတယ်သွားနှုတ်တယ်ဆိုတာကတော့တကယ်ပြောရရင်ကျွန်တော်တို့ကဒီ minor surgery တဘောပဲအဲ့တော့ကျွန်တော်တို့ကအညော်ရှောင်ကိုရှောင်ရမယ်မဟုတ်ရင်ကျင်းတီပေါ့ရှောင်လာမှာပဲဒါဒါနှုတ်ပြီးရင်တော့မှပြောပြတာပေါ့နော်အော်တကယ်လို့အခုလိုမျိုးရောင်နေတဲ့အချိန်မျိုးကဆိုရင်တော့အညော်ရအောင်ရှောင်တဲ့နေ ဒါကအရေးပေါ်ဖြစ်ခဲ့ရင်နောက်တစ်တခုကကျွန်တော်တို့နွေးနွေးပြပြစားပေးရမယ်အလွယ်ကူသွားတော့ခောက်ဆွဲပြုတ်ကြာဆန်ပြုတ်ပေါ့မဝါရလေသူကရောင်တာတက်တာလေးပဲဝါလေသူကရောင်တာပူဆိုးလေးပဲဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ကအခုဒီအရန်ကြိုက်နေတဲ့အချိန်ပေါ့သွားကြိုက်နေတဲ့အချိန်ဒီသွားနှုတ်လို့ရလာဆိုတဲ့မိကုန်းလေးကို sharing လုပ်ပေးထားတာပါ ဲ့တော့ကျွန်တော်တို့ကတခုထပ်မာချင်တာကကျွန်တော်ဒီသွားနှုတ်ရင်တချို့အရန်ကြောက်ကြရပါတော့သွားနှုတ်ရင်နာလားပေါ့အဓိကတော့ကျွန်တော်ခုနအပေါ်ကပြောတဲ့ကျွန်တော်ဒီသွားနှုတ်ရင်နာလားဆိုတဲ့အချက်ကကျွန်တော်ဒီအပေါ်ကပြောတဲ့အချက်တွေကိုတေချာတေချာကျွန်တော်တို့ manage လုပ်ပြီးတော့သွားနှုတ်ရင်တကယ်မနာပါဘူးတကယ်မနာပါဘူးဒါခုနပြောလို့အရန်ကြိုက်နေတဲ့အချိန်နှုတ်ရင်တော့နာနိုင်တာနာနိုင်တယ်အဲတချို့အကြောင်းတိုက်ဆိုင်ပြီးမနာတာမျိုးလည်းရှိနိုင်တယ် ဒါပေမဲ့အကောင်းဆုံးကဒီခုနကျွန်တော်ပြောတဲ့အပေါ်ကအချက်တွေကို manage တေချာလုပ်တေချာလေးကျွန်တော်ထိမ့်သိမ့်ပြီးပြီးမှနှုတ်ရင်တော့တကယ်နှုတ်ရင်လည်းမနာပါဘူးအဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူသူဒါတွေအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူသူဒါရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာပြီးတော့တော့ကျမ်းမာရင်လည်းပတ်သက်ပြီးအခြားသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comment ရဲ့အခုဗီဒီယိုလေးရဲ့ comment မှာ ရေးပေးခဲ့လို့ရပါတယ်အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ကျွန်တော် sharing လုပ်ပေးသွားပါဦးမယ်ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you